2025ဖီဘာကလပ်ကဘာလောပြန်ဝဲရဲ့အုပ်စုဆင်ပွဲတွေအားလုံးပြီးဆုံးသွားပြီဖြစ်ပြီးရှုံးတွဲ16ရက်အဆင့်ကိုစတင်ကစားရမှာပါရှုံးတွဲ16ရက်အဆင့်ကိုကဘာတဝမ်းကထိပ်သီးတင်းများစုတက်ရောက်နိုင်ခဲ့ကြပြီမဲ့ပေါ်တိုအက်တလတီကိုဘူကာဂျူနီယာရီဗာဘလိတ်စတဲ့အသင်းတွေကတော့အုပ်စုကနေထွက်ခဲ့ရပါတယ်ဥရောပအသင်းတွေကပေါ်တိုအက်တလတီကိုတို့သာအုပ်စုဆင်ကလည်းပြန်ခဲ့ရပြီးအသင်းကြီးတွေဖြစ်ကြတဲ့ PSG, Bayern Munich, Chelsea, Inter Milan, Dortmund မန်စီးတီဂျူဗန်တက်စ်ရီယယ်တို့နောက်တစ်ဆင့်တက်နိုင်ခဲ့ကြပါတယ်။ရှုံးလွဲ၁၆ဆင့်အဆင့်ပွဲတွေမှာစိတ်ဝင်စားစရာအကောင်းဆုံးကအင်ရှင်အင်တာမိုင်ယာမီနဲ့ချန်ပီယံလိလက်ရှိချန်ပီယံ PSG တို့ဆုံတွေ့မဲ့ပွဲပါပဲ။အင်တာမိုင်ယာမီအသင်းရဲ့အာဂျီနီးနားနာမည်ကျော်ကစားသမားမက်ဆီဟာသူ့အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်မှာဖြစ်ပြီးမက်ဆီရဲ့ကလပ်ကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်သူ့ကစားခဲ့မှုတွေကလပ်အသင်းဟောင်းနဲ့ဆုံတွေ့ရမှာဖြစ်ပါတယ်။ ဖီဖာကလပ်ကဘာဗလာလက်ရှိချန်ပီယံမန်စီးတီးသင်းဟာစော်ရီထိတ်သည်အဲဟီလန်နဲ့ဆုံတွေ့နေပါဗျ။အင်တာမီလန်နာမည်ကျော်နီးပြဟောင်းစီမီယိုနီအင်ဇာဂီကင်တွင်နေတဲ့အဲဟီလန်အသင်းမှာမန်စီးတီးကစားသမားဟောင်းကန်ဆယ်လို့ပရီးမီးယားလီနာမည်ကျော်ကစားသမားဟောင်းတွေဖြစ်ကြတဲ့မီထရိုဗစ်ရူဗင်နီဗက်စ်ကူလီဘာလီတို့ပါဝင်ကစားနေတဲ့အတွက်မန်စီးတီးသင်းအလွယ်တကူနိုင်ရဖို့မရှိပါဘူး။ 2021ချန်ပီယံဟောင်းချဲစီတင်ဟာပေါ်တူဂီထိပ်သည်ဘန်ဖီကာနဲ့ဆုံးလို့ရမှာဖြစ်ပြီးချဲစီတင်ဟာဥရောပပြိုင်ပွဲတွေမှာဘန်ဖီကာနဲ့၃ချိန်ရှင်ပြိုင်ခဲ့သလိုအကြိမ်တိုင်းအနိုင်ရခဲ့ပါတယ်။တကယ်လို့ချဲစီနဲ့မန်စီးတီးတင်းတို့သာကွာတာဖိုင်နယ်ဆင့်ကိုကြောပြနိုင်မယ်ဆိုရင်စီမီဖိုင်နယ်မှာထိတဲ့တွေ့မှုရှိပါတယ်။ဥရောပထိပ်သည်နဲ့တင်းဖြစ်တဲ့ Real နဲ့ Juventus ပွဲကလည်းပွဲကြီးပွဲကောင်းဖြစ်လာနိုင်ပြီး 2016ချန်ပီယံလိဘောလိုပွဲတုန်းကရှုံးကျေးပြန်ဆက်နိုင်အောင်ဂျူဗင်တက်စ်ကြိုးစားရမှာပါ။တခြားပွဲတွေမှာတော့ဘရာဇီးနဲ့မကျော်နှစ်သိမ်းဖြစ်တဲ့ပါမီရက်စ်နဲ့ဘိုဒါဖိုကိုအင်တာမီလန်နဲ့ဖလူမီနီစ်ဖလာမင်ဂိုနဲ့ဘိုင်ယန်မြူနစ်ဒေါ်မွန်နဲ့မွန်တာရေးတို့ဆုံတွေ့နေပြီးဘယ်အသင်းတွေကော်တာဖိုင်နယ်တက်ရောက်ခွင့်ရရှိသွားမလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစရာစောင့်ကြည့်ရမှာပါ။